ီနေ့တော့ကျွန်တော်ဒီ comment လေးကိုလာတော့ပြန်ဖြည့်ပေးมาဖြစ်ပါတယ်။သူမေးထားတာကထိုင်းဘတ်ငွေတရားကိုမြန်မာငွေဘယ်လောက်ရလဲဆိုတာကိုကျွန်တော်ဒီနေ့လာပြီးတော့တွက်ပြပေးมาဖြစ်ပါတယ်။ထိုင်းဘတ်ငွေတရားကိုမြန်မာငွေဘယ်လောက်ရလဲသိချင်လို့ရှိရင်ကျွန်တော်တို့ကနန်းပေါင်းဆက်တွေကိုဝင်မဲ့ပြီးကြလို့ရှိရင်တရားအစာ၃ညတတ္တမ၃ညပြီးကြလို့ရှိရင်ကျွန်တော်တို့960ပေါက်စီထည့်မယ်အစ်ကြလို့ရှိရင်ဘန်းငွေတရားကို 13,358ကျပ်ရပါတယ်။ကျန်တဲ့သတ္တမအနောက်ကဥစ္စာတွေကိုတော့မယူတော့ပါဘူး။ဒါနဲ့တလဆတဲ့ကျွန်တော်ဒီထိုင်းပတ်ငွေ3,000ကိုဆိုရင်မြန်မာငွေဘယ်လောက်ရလဲဆိုတာကိုကျွန်တော်တခါတဲ့ထပ်ပြီးတော့တွက်ပြပေးမှဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ထိုင်းပတ်ငွေ3000ကိုတွက်ချင်တယ်ဆိုရင်ကဏ္ဍပေါင်းဆက်တဲ့ကိုတွားမယ်ပြီးကြလို့ရှိရင်3000အစား3ညသတမ3ညပြီးကြလို့ရှိရင်ကျွန်တော်တို့ပေါက်ဈေးထည့်မယ်960ဆိုရင် ဒါဆိုရင်3,9436ကျပ်ရပါတယ်။ကျန်တဲ့သတ္တမအနောက်ကဥစ္စာကိုတော့မယူတော့ဘူးပေါ့နော်။ကျွန်တော်တို့ထိုင်းပတ်ငွေ3,000ကိုဆိုရင်မြန်မာငွေ3,9436ကျပ်ရပါတယ်။ဒီတစ်ခါကျတော့ကျွန်တော်ဒီထိုင်းပတ်ငွေ3,000ကိုမြန်မာငွေဘလောက်ရလဲဆိုတာကိုကျွန်တော်တစ်ခါတည်းတွက်ပြပေးသွားတာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကကိုတွက်အကျိုးသုံးသိရရှိခဲ့တဲ့ဆိုရင် like and share လေးလုပ်သွားပေးကြပါ